ရဲ့အကောင့်ကိုစစ်ပြီးတော့ကျွန်တော်တို့အကောင့်ဟာရောင်းကောင်းနေဆိုလို့ရှိရင်ဒါကျွန်တော်တို့တချို့အားတွေဆိုလို့ရှိရင်တချို့ကုန်ပစ္စည်းတွေဆိုလို့ကျွန်တော်တို့ကိုပို့ပေးပါတယ် free ရတာပါကုန်ပစ္စည်းတွေကိုကျွန်တော်တို့ကသုံးပြပြီးသူတို့ရောင်းပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ commission လည်းထပ်ရပါလိမ့်မယ် Photoshop for creator ကတော့ဒါ time မှာနေရလူတွေပို့အဆင်ပြေတယ်ဒါပေမဲ့မြန်မာမှာနေရလူတွေဒီဟာကို join ပြီးတော့ကျွန်တော်တို့ရောင်းလို့ရပါတယ်မြန်မာ region တက်တော့အကောင့်နေရနေလေငွေချလို့ရနေပြီဆိုတော့မိတ်ဆွေတို့သိပြီးပြီလားခင်ဗျ မတည်သေးလို့ရှိရင်တော့ DVD လေးကိုအစားဆုံးကြည့်သွားပေးပါခင်ဗျာနားမလည်ရရှိလို့ရှိရင်လည်းပုံမှန်မှာရေးပေးထားခဲ့ပါကျွန်တော်ပြန်ပြီးတော့ဖြေကြားပေးမှာပဲဖြစ်ပါတယ်မြန်မာ region TikTok account ကငွေရှာလို့မရဘူးဆိုပြီးတော့ဒါကျွန်တော်တို့ Japan region TikTok account ကိုပြောင်းဖွင့်ကြတယ် follower 10k minute view 100k ပြည့်တဲ့ချိန်မှာကျွန်တော် monetization ရှောက်ကြတယ်ပေါ့နော်အဲ့ချိန်မှာ creator reward program ဆိုတဲ့အရာကနေပြန်ရတဲ့ qualifying view ကအရန်ကိုနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်တော့က ဟို try ခဲ့ဘူးじゃねဒီမြန်မာ region TikTok account တွေက follower တွေကများပြီးတော့ငွေရှာလို့မရဘူးဆိုတချို့ကပစ်ထားကြပါတယ်ဒါပေမဲ့အခုချိန်မှာတော့မြန်မာ region TikTok account တွေလည်း follower 1k အထက်ရှိုံနဲ့ဒါကျွန်တော်တို့ငွေရှာလို့ရနိုင်ပြီဖြစ်ပါတယ်အဲ့ဒါကတော့ထိုင်းရကိုပြင်းစည်းတွေကိုကျွန်တော်တို့အရင်းကြီးတစည်းမှမလိုဘဲနဲ့ခုချိန်မှာလည်းကိုပြင်းစည်းဝင်ထားစရာမလိုဘဲနဲ့ရောင်းရတဲ့ TikTok Shop for Creator လို့ခေါ်တယ် TikTok Shop Pro 1ကိုကျွန်တော်တို့မြန်မာ region TikTok account တွေနဲ့ follower 1k အထက်ရောက်ပြီဆိုတာ ਨੇ join လို့ရနိုင်ပဲဖြစ်ပါတယ်။ဟိုင်းမှာနေရလူတွေအတွက်ကတော့ပို့အဆင်ပြေပါတယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာမှာနေရလူတွေလည်းဒီ program ကို join ပြီးတော့ကျွန်တော်ရောင်းလို့ရပါတယ်။အရင်ကြီးမလိုပါဘူး။မိတ်ဆွေတို့ကဈေးရောင်းထားရပါတယ်။ဒီ screen gallery ကတနည်း24နာရီလိမ့်ပြီးရုံနဲ့နာရီဖြူဦးနှုတ်ထုတ်ပြီးလာပါမှာပါတယ်။တော့ follower အနည်းဆုံး 1k အထက်ရှိရမယ်။ပြီးွားလို့ရှိရင်တော့ဒါ online ထိုင်းစာပါတခု VPN တခုရှိရပါပြီးရင်တော့မိတ်ဆွေတို့ဖုန်းနေရ စင်ကက်လုံးဝထည့်ထားလို့မရပါဘူး wifi only နဲ့ပဲတောင်းရပါမယ်ဖုန်းကို reset ချပေးထားရပါမယ်ဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ TikTok Shop ကိုကျွန်တော်တို့ join လို့ရပြီပဲဖြစ်ပါတယ်ဒီချက်တွေလောက်ပြီးပါရှင်တော့ကျွန်တော်တို့ TikTok Shop for Creator ဆိုတဲ့ဟာတွေအမေဆွေတို့ TikTok Story ရဲ့ဝင်လဲချိန်မှာပေါ်လာပြီပဲဖြစ်ပါတယ် ဲ့ဒါအဲ့ကနေပြီးတော့ကျွန်တော်တို့ကထိုင်းကုန်ပစ္စည်းကို promote လုပ်ပြီးကြော်ညာတာ။အဲ့ဒါကျွန်တော်တို့ကြော်ညာတယ်နော်။အာကျွန်တော်တို့ကြော်ညာလဲကုန်ပစ္စည်းကိုဝယ်တဲ့လူရဲ့ပုံမှန်မူတည်ပြီးတော့ကျွန်တော်တို့က commission ရမှာပါ။ကျွန်တော်တို့ဘာအရင်းနှီးမှမလိုပါဘူး။မိတ်ဆွေတို့ကဈေးရောင်းတက်ဖို့ပဲလိုပါတယ်။ဘလုံးကများတဲ့တက်တော့အကောင့်နေဆိုလို့ရှိရင်တချို့ဒီတက်တော့ short တချို့ sign တွေကကျွန်တော် corporate လုပ်မလားဆိုပြီးတော့ကျွန်တော်တို့ message ပို့လာတတ်ပါတယ်။အဲ့ဒီအချိန်ကျကျွန်တော်တို့က line account တစ်ခုရှိရပါမယ်။ဒါမြန်မာ မြန်မာမှာနေရလူပဲဖြစ်ဖြစ်ထိုင်းမှာပဲနေရလူပဲဖြစ်ဖြစ်ပေါ့နော်အဲ့ line account ကနေပြီးတော့သူတို့ကဒါကျွန်တော်တို့ရဲ့ account ကိုစစ်ပြီးတော့ကျွန်တော်တို့ account ကရောင်းကောင်းနေဆိုလို့ရှိရင်ဒါကျွန်တော်တို့တချို့အားတွေဆိုလို့ရှိရင်တချို့ကုန်ပစ္စည်းတွေဆိုလို့ကျွန်တော်တို့ကိုပို့ပေးပါတယ် free ရတာပါဒီကုန်ပစ္စည်းတွေကိုဒါကျွန်တော်တို့က sample အနေနဲ့ကျွန်တော်တို့သုံးပြပြီးတော့ပြန်ရောင်းပေးရတာပါဒါမဲ့ဒီလိုမျိုးလှုပ်ဖို့အတွက်ကတော့မိတ်ဆွေတို့ကရောင်းရလဲကောင်းပါမယ် follow ကလည်းများရတယ်ပေါ့နော်မိတ်ဆွေတို့ကဈေးရောင်းတာအဆင်ပြေရဆိုလို့ရှိရင်ဒီကုန်ပစ္စည်းတွေကိုကျွန်တော်တို့က free ရမှာပါ အဲ့ကွန်ပစ္စည်းတွေကိုကျွန်တော်တို့ကသုံးပြပြီးတို့ရောင်းပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကော်မရှင်လည်းထပ်ရပါလိမ့်မယ် Photoshop for Creator ကတော့ဒါ time မှာနေရလူတွေပို့အဆင်ပြေတယ်ဒါပေမဲ့မြန်မာမှာနေရလူတွေဒီဟာကို join ပြီးတော့ကျွန်တော်တို့ရောင်းလို့ရပါတယ် time မှာအသိမိတ်ဆွေတယောက်ရှိထားရင်ပို့အဆင်ပြေရပါတော့မိတ်ဆွေတို့ကဈေးအောင်ရတဲ့ဝါသနာပါတယ်မြန်မာရင်းတက်တော့အကောင်ကြီးကလည်း follower ကြီးကအများကြီးရှိနေတယ်။ကို့မှာ fan ကလည်းလူသိရဲ့အင်အားတစ်ခုလည်းရှိတယ်ဆိုလို့ရှိရင်တော့ဒါအသေးစိတ်လုပ်ပုံလုပ်နည်းရတာကျွန်တော်ရှိမှလာရောက်ဆွေးနွေးလို့ရပါတယ်။ကျွန်တော်အစားဆုံး question ပေးပါတယ်ခင်ဗျ။ ားလုံးပဲစင်ပေကြပါစေကျွန်တော်ပြောပြပေးတဲ့အကြောင်းအရာတွေကမိတ်ဆွေတို့အတွက်ဘုဒ္ဓပြရမယ်ဆိုလို့ရှင်တော့ကျွန်တော် channel လေးကို like and share လေးလုပ်ပေးသွားပါအောင်ခင်ဗျနောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပေါ့